Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဒီနေ့ညမှာတော့ကျွန်တော်တို့ဆိုစီတက်ကိုအိမ်ဝင်းမှာ Ronald Sistin ဒုတိယကြော်ပြေကျွန်တော်ရှင်းမြန်ကစားမယ် Manchester United နောက်တဆင့်တက်ဖို့လိုပါတယ်ဒီပွဲကအသင်းအတွက် immediate အရေးကြီးလို့နဲ့ပွဲပါနောက်ကျတော့အဝေးကွင်းမှာသွားကစားပြီးတော့တစ်ဖက်တကူးစီတည်ကြအောင်ကျွန်တော်ကစားထားခဲ့တယ်လက်ရှိအိမ်ကွင်းမှာလက်ခံကစားမယ်နေထားမှာကျွန်တော်တို့တက်မှဖြစ်မယ်တက်အောင်ကစားနိုင်မှဖြစ်မယ်ဟိုလူပါပါမပါပါဒီလူပါပါမပါပါ ဘလောက်ထိပဲကျွန်တော်ဒီယာဒီမှာတိုင်ပက်နေပါတယ်ပြောပြောပေါ့နော်အသင်ကစားသမားနီးပြာအကုန်လုံးစီကနေပြီးတော့သူတို့ရဲ့အကောင်းဆုံး performance တွေကျွန်တော်လိုတယ်နောက်တစ်ဆင့်ကျွန်တော်တက်မှကျွန်တော်ဖြစ်မယ် United အတွက်ဘာလို့လဲဆိုတော့ဒီယာဒီမှာကျွန်တော်တို့အတွက်ချန်တဲ့နေရာတွေမှာဘာမျှော်လင့်ချက်မှန်ကျွန်တော်မရှိတော့ဘူးနောက်ဟိုနောက်ယာဒီတွေက Champions League ဝင်ခွင့်ကလည်းကျွန်တော်လက်ရှိအဆင့်ဇေယျအရကျွန်တော်ကြည့်ရင်မဖြစ်နိုင်တော့ဘူးနော်ဆိုတော့လက်ရှိအဆင့်14မှာဘလူးမန်အခြေအနေမကောင်းတော့ဘူးဆိုတော့ FA ဗလာတွေကနေလည်းကျွန်တော်ထွက်ခဲ့ရပြီး ကာရာဘောင်းဖလားဒီကန်ဒီလည်းကျွန်တော်ထွက်ခဲ့ရပြီအတင်းတွက်ဘလူးမတ်အချိန်ဒီမဟန်တော့ဘူးဆိုတော့ဒီလိုပွဲမျိုးမှာကျွန်တော်တို့နောက်တစ်ဆင့်တက်ပြီးတော့ဒီလိုပြိုင်ပွဲမျိုးမှာအချိန်ကြီးကောင်းမှတော်ကကြမှာစူစီတက်တော့ဗျာကျွန်တော်ပြောချင်တာကပြိုင်ဘက်ကိုအထင်သေးတာမျိုးတော့မဟုတ်ဘူးစူစီတက်ဆိုတာကသူတို့ပြည်တွင်းပြိုင်ပွဲမှာကိုရီနဲ့စားလို့ရှိရင်အများကြီးပိုကောင်းနေတဲ့အတင်းဒါပေမဲ့လို့ဘောနော်သူတို့အိမ်ကွင်းတီးသွားကစားရတဲ့ပွဲမှာတောင်မှ ံမကောင်းလို့ပင်နေဒီပြီးရပြီးမှကျွန်တော်တို့တည်ကြတာကလွယ်လို့ရှိရင်ဗျာကိုဒီဟာအချီနီကောင်းနေခဲ့တာအချီနီကောင်းနေအောင်ကျွန်တော်ဖြစ်နေခဲ့တာဆိုတော့အာဆင်နယ်လိုမျိုးခက်ခဲပါတယ်ဆိုတဲ့အသင်းရဲ့ပွဲမှာလည်းအိမ်ကွင်းမှာအများကြီးကျွန်တော်တို့ဒုက္ခပေးနိုင်ခဲ့ပြီးတော့နိုင်တဲ့နိုင်ထက်တဲ့ပွဲမှာတော့မနိုင်ခဲ့တာဆိုတော့ United အနေနဲ့ကျွန်တော်လက်ရှိအဲ့ဒီပုံစံနဲ့ကျွန်တော်ဆက်သွားဖို့လိုတယ်ဆိုစီတက်ကလည်းအာဆင်နယ်လိုပဲဘောလုံးပိုင်ဆိုင်မှုအသာစီးယူပြီးတော့ကစားခြင်းတဲ့အသင်းမျိုး ိုင်မေတို့တို့အိမ်ဝင်းမှာတောင်မှကိုရီနဲ့အဲ့လောက်ကြည့်တော့ကွာခဲ့ချင်းကျွန်တော်မရှိဘူးသူတို့ပြင်သူတို့က press အဲ့လောက်မလုပ်ဘူးဆိုတော့သူတို့လည်းပဲဂျားရက်ဒီမှာသူတို့အဓိကကစားမှာ၄ယောက်လောက်သူတို့အနားပြီးခဲ့တာဒုတိယပိုင်းကျမှထည့်ခဲ့ရတာဘာညာကိုရီးယားတော့အဲ့လိုမျိုးမလုပ်နိုင်ဘူးပေါ့နော်ချီတီမြကစားမားတွေအကုန်ထည့်ပြီးတော့သွားရတာဆိုတော့ကစားမားတွေပင်ပန်းနေပါတယ်ဒါကစားမားတွေပင်ပန်းနေတယ်ကျွန်တော်ထုတ်ပြောစရာတော့မလိုမလိုတော့မထင်ဘူးပေါ့နော်လူစင်းရင်မလုံတော့တာ injury ပြဿနာတွေကြုံနေရတာတွေဘာကြီးနဲ့အသင်းဟာတော်တော်လေးတိုင်ပတ်ပါတယ်တိုင်ပတ်လို့ဗျာကျွန်တော်ပြောသလိုပဲ လာမယ့်ညကြီးပြောင်းရွှေ့မှာကစားသမားတွေခေါ်တာအဆင်ပြေဖို့ကစားသမားတွေကိုဆွဲဆောင်နိုင်ဖို့ဆိုရင် Champions League ဝင်ခွင့်တော့ကျွန်တော်ရမှာဖြစ်မယ် Champions League ဝင်ဝင်ရဖို့အတွက်ကလည်း Europa League ကျွန်တော်နေရမှာကျွန်တော်ဖြစ်မယ် Europa League ရဖို့အတွက်ကလည်းဒီအဆင့်ကိုကျွန်တော်တက်နိုင်မှာကျွန်တော်ဖြစ်မယ်ဟိုပရိပရိသတ်အများစုကတော့ကိုအသင်းနဲ့ပတ်သက်ပြီးလို့ရှိရင်တိတ်ပြီးတော့မျောလင်းချက်တွေရှိကြလိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော် ဟိုကျွန်တော်လည်းပဲအမှန်တိုင်းပြောမယ်ဆိုလို့ရင်ပြာကိုသိင်းနဲ့ပတ်သက်လို့ယုံကြည်ခြင်းနဲ့သိတယ်မလားပြိတ္တတွေတိုင်းကတော့ကိုသိင်းကိုနောက်တစ်ဆင့်တက်အောင်ပါညာယုံကြည်ခြင်းနဲ့ကိုသိင်းရဲ့အနေထားကြီးကကျွန်တော်ကြည့်ရင်ကိုယုံကြည်တော့မှယုံကြည်လို့မလွယ်တော့ဘူးဟိုကိုရီးယားတော့ဘလို့ပဲဟိုဟိုခံယူချက်ရှိရှိပြဿနာမရှိဘူးကစားမားတွေကအဲ့လိုစိတ်တွေဝင်မသွားဖို့ရည်ကြည်တယ်ကျွန်တော်တို့တနည်းကပြောလို့ပဲကစားမားတွေကအိုကေငါတို့ဒီပွဲကိုနိုင်နိုင်စွမ်းရှိတယ်ငါတို့ဒီပွဲကိုနော်ဒီအသင်းကိုနိုင်ပြီးတော့နောက်တစ်ဆင့်ကိုတက်နိုင်စွမ်းရှိတယ်ငါတို့ပိုကောင်းတဲ့အသင်းဖြစ်တယ်ဆိုတော့ယုံကြည်မှုမျိုးထားရမှဖြစ်မှာကိုဒီပြိတ္တတွေကတော့ မင်းကလည်းရှေ့ပွဲတွေမှာကျွန်တော်တွေးခဲ့တဲ့ performance တွေရဆလို့ရှိရင်အသင်းကိုမယုံကြည်နိုင်တာနဲ့ပတ်သက်ပြီးတော့မယုံကြည်တဲ့ပြည်သက်တွေကိုသိတော့အပြစ်တော့မပြောလို့စဉ်းစားကြည့်ပါကျွန်တော်တို့အိမ်ဝင်းမှာဒီရဒီပရီးမီးယားလိမှာဆိုလို့ရှိရင်အိမ်ဝင်းမှာနိုင်ပွဲထက်ရှုံးပွဲကပိုများနေတယ်ဆိုတဲ့ကအိမ်ဝင်းဖြစ်ပါစေဦးနော်ဘယ်လောက်ထိတိုင်ပွဲနေတယ်လဲဆိုတော့ကျွန်တော်ကောင်းကောင်းသိနိုင်တယ်ပုံမှန်အားဖြင့်ဆိုရင်တော့မှ okay เนาะငါတို့တိုင်တိုင်နာပတ်နေတယ်မြေအိမ်ဝင်းကတော့လာခဲ့กว่าဆိုတဲ့အခြေအနေမျိုးရှိတယ်အခုအကအဲ့လိုမဟုတ်တော့ဘူးအခုအကကျွန်တော်အဲ့လိုမဟုတ်တော့ဘူးဗောနော်ဒါပေမဲ့ကိုတင်းကစားမှနေဘယ်လောက်ထိ ဒီပွဲစဉ်မှာဆိုလို့ရှိရင်ပြိတက်တီရဲ့အမြင်တွေကိုပြောင်းလဲပြီးနိုင်မလဲအာဇင်နီနဲ့ပွဲတင်တွေကလည်းပူကောင်းအောင်ကစားနိုင်ရင်အခွင့်အရေးတွေကိုသာအသုံးချနိုင်လို့ရှိရင်တော့မျှော်လင့်ချက်အများကြီးရှိတယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့လို့ဖူလန်နဲ့ပွဲစဉ်တွေကလိုပဲပေါ့နော်။ကိုရီတက်မလို့အနေထားနဲ့မှမတက်ဘူးဆိုလို့ရှိရင်လည်းတိုင်ရပတ်အောင်မှာသေချာတာတကူကတော့ပင်နတီအဆုံးဖြတ်တွေပါလေကျွန်တော်ရောက်လို့မဖြစ်ဘူး။ပင်နတီအဆုံးဖြတ်တွေကျွန်တော်ရောက်လို့မဖြစ်ဘူး။အရင်ဆုံးဂိုးတွေပေးရလို့မဖြစ်ဘူး။ဂိုးအရင်ဆုံးပေးရပြီဆိုရင်ယူနိုက်တက်ကတိုင်ပတ်ပြီအဲ့ဒါသေချာတယ်။အရင်ဆုံးဂိုးပေးရရင်အမြဲတမ်းတိုင်ပတ်တယ်။ ကျွန်တော်အရင်ဆုံးဂိုးမပြရဘူးကျွန်တော်လိုတယ်ပွဲစစချင်းဂိုးတွေမပြရဘူးကျွန်တော်လိုတယ်ဆက်ပီးစ်တွေကလည်းဂိုးတွေမပြရဘူးကျွန်တော်လိုတယ်ဆိုတော့အသင်းအနေနဲ့စုပ်စည်းတဲ့ရှင်နေဆိုလို့ချင်းအားနည်းချက်တွေကိုဒီမှာအများကြီးပါဒါပေမဲ့အဲ့ဒါတွေကိုကျွန်တော်ရှောင်နိုင်မှုကျွန်တော်လိုတယ်ပေါ့နော်ဆိုတော့ဥကာတိပြန်ပါလာမယ်ဆိုတော့ဥကာတိပြန်ပါလာမယ်ဆိုတော့ကွင်းလယ်မှာကက်စမီရိုလည်းကောင်းနေတာဥကာတိလည်းပြန်ပါလာမယ်ဘရူနိုလည်းကောင်းနေတာဆိုတော့ရွေးချယ်စရာလေးတွေကျွန်တော်ရှိလာပြီတိုက်စစ်မှာဆိုလို့ချင်းလည်းဘလူးမန်အဆင်မပြေဘူးဆိုတော့ရက်စမတ်နေရာမှာဟိုဇစ်စီတို့ပါတို့ပါပြီးတော့ပေါ့နော် တို့ဒီ Bruno တို့ကိုရှေ့ပို့မလားဆိုတော့ option လေးတွေ MO တွေမှာရှိလာပြီအရင်တော့ကဘာဘာ option မှရှိမနေဘူးရှိတဲ့လူနေတဲ့အဆင်ပြေအောင်တုံးနေရတာ Patrick Dugu တို့ပါလို့လဲနော် Winback ဒီမှာပြန်ပါပြီဆိုတော့ဒီပွဲဟာကျွန်တော်အများကြီးအိမ်ဝင်လေးဖြစ်တဲ့အတွက်မျှော်လင့်ချက်အများကြီးထားရမယ်ပွဲပါဒါပေမဲ့လို့ပြနော်ကြိုက်တယ်လို့ပဲပြောကြတော့ပြောခြင်းလဲကိုသိန်းနဲ့ပတ်သက်လို့မနိုင်ပြောတကယ်ယုံကြည်ချက်မရှိဘူးဒီလားကျွန်တော်ယုံကြည်တာတွေမှားပါစီလို့ပဲကျွန်တော်ဆူတောင်းနေမှားပြီးတော့နောက်တစ်ဆင့်တက်သွားပါသေးပဲကျွန်တော်မျှော်လင့်နေတယ် နော်အိမ်ဝင်းမှာဆိုလို့ရင်ဒီရာဒီမှာရှုံဘွေးတွေတအားကြုံတာအိမ်ဝင်းဆိုလီပူဆိုးလီပဲနော်ဆိုတော့အဝေးဝင်းဆိုစီတဲ့အပွဲမှာတည်ရကြထားတယ်ဆိုမဲ့အိမ်ဝင်းကြရင်ကိုရီးယားတော်တော်ကိုတန်တရားရှိဖို့ကောင်းတာပါဆိုတော့ MOD နဲ့ကစားမားတွေကဘလူးဆွမ်းဆောင်ရင်တွေ့ရမယ်ကျွန်တော်တို့ကြည့်ရမယ်နောက်တစ်ဆင့်ကျွန်တော်တို့တက်နိုင်ပါမလားညီကတို့ကဘလူးမြင်ကြလဲနော်ကျွန်တော်တို့အရင်နောက်တစ်ဆင့်ကိုတက်သွားလိမ့်မယ်လို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်